အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမယ်ဆိုတော့ French to French ရဲ့အပိုင်းခွင့်လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသားမှာဖြစ်ပါတယ်အဲတစ်ကနေ6ရက်မကြည့်ရသေးလို့ရှိရင်တော့အရင်ကြည့်နေခြင်းနဲ့ပေါ့နော်အဲ opening ကကျတော့တစ်ခွန်းတစ်ခုဆက်ဆက်နေရဖြစ်တဲ့အတွက်ကြောင့်အဲ scenario ကြည့်လို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ် โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခြိလိုက်မယ်ပေါ့เนาะအဖြူကနေပြီး e4 တက်တယ်ကြာမရနေပြီး e6 နဲ့ပြန်ပြီးထုတ်ပြန်တယ်အဖြူကဒုတိယရှုကမှာ d4 အာ d4 မှာ d5 အဲ့မှာကျွန်တော် knight c3 တိုင်းပေါ့เนาะ knight c3 မှာ bishop b4 bishop b4 မှာ e5 e5 မှာကျ c5 ပေါ့เนาะ c5 မှာတော့ a3 တက်မယ်ဆိုတော့ bishop c3 ချက်မယ်ဒါ b6 c3 ပြန်စားမယ်ဆိုရင် knight e7 လာပဲပေါ့เนาะ knight e7 မှာဒီမှာကျွန်တော်အပိုင်း9မှာတော့ကျတော့အဖြူကနေပြီး knight f3 ကစားတာကိုပြခဲ့တယ် အမေကနေဘယ်လိုပြန်ခုခံရမလဲဆိုတာပေါ့နော်အဲအပိုင်း6မှာကျတော့ A4 တက်ခဲ့တာလေးကိုကျွန်တော်ပြခဲ့တယ်ပေါ့အခုဒီကကျွန်တော်အပိုင်း9နဲ့မှာကျတော့ကျွန်တော်ဗာကြည့်မယ်ဆိုရင် H4 line တွေကိုကြည့်မယ်ပေါ့နော် H4 အဲဒီ shape ကလေးရတယ်ဒါအဖြူရဲ့ main move တွေတွေကတစ်ခုဖြစ်တယ်အဒီနေရာမှာအဖြူကဘာကြောင့် H4 တက်လာလဲဆိုလို့ရှိရင်အဖြူကဒီ king side ကနေပြီးတော့ space တွေချဲ့ခြင်းနဲ့ပေါ့နော် H4 H5 အ H6 စတဲ့ဖြင့်ဒါမျိုးလေးတွေထပ်ပြီးတော့ line မဲ့အဲနောက်မှာအ queen g4 တွေ net f3 တွေစတဲ့ဖြင့်အဒီလိုပုံစံလေးလာပြီးတော့ဒါအမေရဲ့ king side ကို pressure ပေးမယ်အထူးသဖြင့်ဒီ g7 pawn လေးကိုလာပြီးတော့ pressure ပေးမယ် ေပေါ့နော်အဲအဲ့ဒီမျိုးရွေချက်နဲ့ကစားမှဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့အဲဘာတွေကစားလို့ရလဲဆိုတော့အာဂျင်တီးနားမှာအဲအမဲနေအကြံပေးတာက Queen C7 တွေပဲကစားမယ်ပေါ့နော် Queen C7 ကစားမယ် Queen C7 ရဲ့ idea လေးကတော့ဘာလို့ချင်တာလဲဆိုရင်ကျွန်တော်ဒီနေရာမှာအဒီဖိုးစားမယ်ပြီးတော့ဆင်ကျွန်တော်ဒီမှာအစီတရီရနေပြီးတော့ double attack တွေလုပ်မယ်စသဖြင့်ဒါမျိုးလေးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ အာဒီနေ့တမ်းမှာအဖြူကနေပြီးတော့ H5 ထပ်တက်တယ် H5 ထပ်တက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာအမဲကနေပြီးတော့ဘာပဲကစားရမလဲဆိုတော့အဲ H6 လေးပဲကစားမယ်ပေါ့နော်ဒါကတော့သူ့ရဲ့အဖြူရဲ့ပုံလေးကိုထပ်ပြီးတော့ H6 မတက်နိုင်အောင်တားထားတာဖြစ်ပါတယ်အဲ့တော့ Rugby 1ရွှေ့မယ် Rugby 1ရဲ့ idea ကတော့ဘာလို့တားလဲဆိုတော့ဆိုရင်ဒီနေ့မှာ Crazy 3ချက်လာတဲ့အခါကျတော့ဆိုရင် double attack မဖြစ်အောင်ကြိုးပြီးတော့ရှောင်ထားတာဖြစ်တယ်ပေါ့ ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုတော့ဒီနေရာမှာကကြတော့ပေါ့နော်ဒါအမဲကနေပြီးတော့ B6 တွေပါတယ်ကစားမယ်ဆိုရင်လည်းကစားကြည့်တော့ကစားတော့ရတယ်အဲ B6 တက်မယ်ဆိုလို့ရှိရင်အဖြူက Queen G4 လာမယ် DG4 Queen G4 လာတဲ့ခါကျ Rugby 8တွေတားမယ်အဲစသဖြင့်ဒါမျိုးဆိုရင်ကစားတော့ရတယ်ဒါပေမဲ့အာကျွန်တော်တိတ်တော့အကြံဉာဏ်တော့မပေးဘူးပေါ့နော်ဒီနေရာမှာအမဲကနေပြီးတော့ပိုကောင်းတဲ့ idea တစ်ခုရှိရဲအဲ့ဒါပါလဲဆိုတော့ Knight B6 ပေါ့အဲကိုရမထုတ်ကတည်းကကစားကောင်တကောင်ကို development လုပ်တယ်ပြီးတော့ဒီမှာ D4 လေးကိုထပ်ပြီးတော့ pressure ပေးထားတယ်ပေါ့အဲကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်သူက Queen G4 ါမယ်။ Equity 4ကတော့ဒီမှာကဘာတွေ့ရလဲဆိုလို့ရှိရင် G7 pool လေးကိုတိုက်ခိုက်ထားတယ်။အဲဒါကြောင့် G7 pool ကိုဘယ်လိုကဲမှာလဲပေါ့။ကျွန်တော်ဒီနေရာမှာတိထားမှာဒီ Gasling တော့လုံးလုံးမရဘူးပေါ့နော်။ Gasling လိုက်လို့ရှိရင်သူ Bishop Day H6 စီပါဆာဝါလို့ရတယ်ပေါ့။အဲ Gasling ကတော့လုံးလုံးမရဘူး။ဒါလေးတော့အထူးသတိပြုဖို့လိုအပ်တယ်။အဲကျွန်တော်ဒီနေရာမှာအမဲအတွက်အကောင်းဆုံးရှုပ်ကွက်ကဘာလဲဆိုရင် Rook G8 ပဲဖြစ်တယ်။ Rook G8 လေးနဲ့ pool ကို save ထားမယ်။ပြီးတော့နောက်တစ်ခါကျကျွန်တော်ဒီနေရာမှာ Rook ကအဲခရီးလာတဲ့ပြည်ကြောင်ကက်ဆင်းလို့မရတော့ဘူးဒါရတဲ့ ပြဿနာမရှိဘူးအဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကျတော့ center က close ဖြစ်နေပါတော့။အဲ center ပိတ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီကိုပင်းကြီးကိုတစ်ဖက်ကချက်ချင်းကြီးကပြီးတိုက်ခိုက်လို့မရအောင်အဲ့တော့ဒါဘာဖြစ်ဖြစ်အဆင်ပြေလေးပြောလို့ရအဲ့ဒီနေတာမှာအဖြူကနေပြောပါရှိတယ်ဆက်ဘစ်ချက်ဒီ3ရှိတယ်ဒီဘစ်ချက်ဒီ3ရဲ့ idea ကတော့သူကဘာလို့ရှင်းတာလဲဆိုလို့ရှိရင်အာ G7 ပုံလေးကို ဟိုဒါစားကျင်တယ်။ဘာကြောင့်စားကျင်လာလဲဆိုတော့နောက်လည်းကြောက်စင် Bishop H7 လာမယ်။ Bishop H7 လာပြီးတော့ Rook ကိုမောင်းမယ်။ဒီ Rook ကိုမောင်းတဲ့အခါမှာ Rook က H8 ဒီပိုင်းပြီးမှဆိုရင် Queen G7 ဒီပိုင်းစားမယ်ပေါ့နော်။ဒီလို idea မျိုးပေါ့။အကဲ G7 ပုံတာပေးလိုက်ရမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ H6 ပုံကလည်းထပ်ပြီးတော့ပေးရဖို့များတယ်ပေါ့နော်။အဲ့ဒီမှာကကျွန်တော်စဉ်းစားတဲ့အခါမှာဒီ G7 ပုံကိုကျွန်တော်တို့ဘယ်လိုကယ်မလဲပေါ့။အဲ့ကျွန်တော် King Effect ဒီပိုင်းသွားမှလာ No King Effect သွားလာလဲတိတ်ပြီးတော့အဲကောင်းတော့မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဆိုလို့ရှိရင်အဖြူရဲ့ကစားရုပ်တွေကဒါ King Side ကိုတိုက်ဖို့တော့ ready ဖြစ်နေရဲ့အဲဒီ မှာ queen ကလည်း g4 တွေရောက်နေတယ်အဲ့တော့ king of 8တွေပါသွားမယ်ဆိုလို့ဆိုရင်ဟိုဘာလို့လို့ရလဲဆိုတော့ f4 တွေ f5 တွေအာတစ်ချိန်ချိန်မှာလာပြီးတော့ကန်လာနိုင်တယ် knight တွေကလည်း knight 3တွေ knight f4 တွေစသဖြင့်ပေါ့နော်ဒါကတော့ကျွန်တော်နမူနာပြောပြတာပေါ့ဒါဒီလိုမျိုးတွေတောက်လျှောက်တိုက်ရှိဆင်လာနိုင်တယ်ပေါ့နော် cooking က king side ကိုရောက်လာဆိုတော့တစ်ဖက်အတွက်ကပို့ပြီးတော့တိုက်ခိုက်တာလွယ်ကူသွားမယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာကျတော့ဗာပဲကြံပေးလဲဆိုလို့ရှိရင်အာမဲတော့အကောင်းဆုံးရှုပ်ကွက်ကဗာလဲဆိုတော့ c4 ဖြစ်တယ် C4 visual လေးကိုပြန်မောင်းလိုက်မယ်အဲတော်တော်ကောင်းတဲ့ idea တစ်ခုဖြစ်တယ်ဘယ်လိုလုပ်လဲဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကြည့်မယ်အဲဒီတော့ visual 87လာမယ်ပေါ့နော် visual 87လာတဲ့အခါမှာကျွန်တော်တို့ကဒီနေရာမှာ root ကတော့ရှောင်လို့မရဘူးနော် root shape သွားလို့ဆိုရင်လည်း G7 ဆားမယ် f8 ကိုသွားမယ်ဆိုရင်လည်း G7 ကိုဆားမှာပဲအဲကျွန်တော်တို့ကဒီမှာမရှောင်ဘူးဘာပဲလုပ်မလဲဆိုတော့ကျွန်တော်ဒီနေရာမှာအမဲတို့ကအရန်ကောင်းတဲ့ shape ကတစ်ခုရှိတယ်အဲ့ shape ကကဘာလဲဆိုတော့ night takes e5 ဖြစ်ပါတယ် night takes e5 ဒီ queen ကိုချိန်ထားတယ်အဲ့တော့ ဒီနေ့သားမှာအမေက night ထိ event စားတဲ့အခါမှာအဖြူကနေပြပြရွေးချယ်တာနှစ်ခုရှိရယ်အဲဘာရှိလဲဆိုတော့ပေါ်နေ night ကိုစားမှာလားအဲဒါမှမဟုတ်လို့ဆိုရင် queen နဲ့ပြန်ပြီးတော့ပင်ထားမလားပေါ့ဒီဒီမှာပေါ့နော် e5 က night လေးကိုပြန်ပင်ထားမလားပေါ့အဲ့ကြတခုချင်းနေကြည့်ကြည့်မယ်ပေါ့နော်အကယ်၍သူကဒီတဲ့ e5 စားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့မသိ queen နဲ့ e5 ကိုပြန်ပြီးတော့စားပြီးတော့ check ထားမယ်ပေါ့အဲ check ထားမယ် check ထားတဲ့ပြင်မှာဒီ queen ကြီး g7 pawn လေးကိုပြန်ပြီးတော့ save လုပ်ထားတယ်ကယ်ထားတယ်ပေါ့အဲ့တော့ အဖြူကဘာလို့မှာလဲဆိုတော့92ပြန်လာမယ်92လာတဲ့အချိန်မှာကျွန်တော်တို့ကဒီနေရာမှာ rookie h a လေးပြန်သွားလိုက်လို့ရတယ်အဲ rookie h ပြန်လာတဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဒီနေရာမှာဟိုဟိုဒီ7ဘုံကလည်း queen ကကယ်ပြီးသားဖြစ်သွားပြီနောက်တစ်ခုကကျတော့ဒီ bishop ဒီပြန်ပြီးတော့ပြေးတရာနေရာမရှိဒီ square တွေအကုန်လုံးဒီဒါအမဲရဲ့ပွန်းတွေအကုန်လုံးနဲ့ target လောက်ထားတယ်ပြန်ပြီးတော့အဲချိန်ထားတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်လွတ်မြောက်ပြေးလို့မရဒါဆိုကျွန်တော်တို့ခုနပေးတဲ့ဟို night တကောင်အစား bishop တကောင်ပြန်ရမယ်ဆိုတော့ဒါအမဲအတွက် opening မှာအဆင်ပြေပါတယ်တော်တော်လေးအဆင်ပြေရပါတော့ ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကအဲထပ်ပြီးတော့အကြည့်ကြည့်လိုက်မယ်ခုနကကျွန်တော်တို့အဲ night takes အဲ e5 မှာကျွန်တော်ပေါင်းနဲ့စားတော့ပြခဲ့တယ်ဒီတစ်ခါကျွန်တော်ပေါင်းနဲ့မစားဘဲနဲ့ queen g3 ဆိုပြီးတော့ပင်လိုက်မယ်ဆိုရောပေါ့အဲ့ဒါဆိုလည်းပင်နဲ့ကျွန်တော်တို့ပြဿနာမရှိဘူးအမေကဘာလုပ်မလဲဆိုဒီညမှာလည်းအမေတို့အရန်ကောင်းတဲ့ရှုပ်ကွက်တစ်ခုရှိတယ်အဲ့ဒီရှုပ်ကွက်လေးကတော့ဘာလဲဆိုကျွန်တော် night d3 ဆိုပြီးချက်မှာဖြစ်တယ် night d3 ကိုချက်လိုက်မယ်ချက်တဲ့ကမှာ ်ဟိုသူကပုံးနေပဲစားမယ်ပေါ့နော် CT3 စားမယ် CT3 စားမယ်ဆိုကျွန်တော်တို့ဘာလို့လဲဆိုတော့ Quintage CT3 စားမယ်သူကပုံးလိုက်ပြန်စားမယ်ပြီးရင်ကျွန်တော် Rook H8 လောက်လိုက်မယ်ဒီမှာလည်းပဲအလားတူပဲဘာလို့ရလဲဆိုရင် Damage Shot ဒီပြေးတရာနေရာမရှိဘူးခုနကကျွန်တော်တို့ပေးလိုက်တဲ့ Night အစားပြန်ပြီးတော့ Damage Shot ပြန်ရမယ် ဲ့တော့တော့ bishop ကသွားရင်တော့ e4 ပဲပြန်သွားမှာเนาะ bishop e4 ဆိုတော့ကျွန်တော်ဒီတဲ့ e4 စားမယ်ဒါပြန်စားမယ်ပြန်စားအခါမှာကျွန်တော်ဒီမှာဘလိုတွေထပ်ပြီးတော့ကစားလို့ရတယ်ဆိုရင်အာ b6 လေးပဲတက်လိုက်မှာเนาะ b6 တက်ပြီးတော့ဒါမဲကနေပြီးတော့ idea နဲ့ bishop b7 လာမယ်ဒီ diagonal ကနေပြီးတော့ pressure ပေးမယ်အထူးသဖြင့်ဒီနေရာမှာအမဲက light square တွေကနေပြီးတော့ pressure ပေးမယ်ပေါ့เนาะပြီးတော့ဒီ angle ဒီဒါအတူတူပဲပေါ့เนาะကျွန်တော်ပုံးရေတွက်လည်းအတူတူပဲ minor piece လည်းအတူတူပဲပေါ့เนาะ bishop knight အဲ့မှာမှာကျွန်တော်တို့ဟို color square bishop ကိုတွေ့ရမယ်ပြန်နောက်တစ်ခုကကျတော့ ဟိုအဖြူမှာက light square bishop မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်အမဲရဒီ light square တွေကနေပြီးတော့ဒါအဖြူတိုက်ခိုက်ကစားလို့ရတယ်အဲနောက်လက်တွေကြောက်ဆင်ကြောင့် bishop b7 နဲ့ထွက်မယ်ပြီးအဲနောက်ကြောင့် f5 တွေပါတက်လိုက်လို့ရပါတော့ f5 တက်လိုက်လို့ဆင်သူက e5 တွေပါချော်လာမယ်ဆိုကြောင့် knight d5 တွေပါဝင်လာ knight d5 တွေပါဒီအဝင်လို့ရတယ်ပေါ့အဲဒီလိုပုံစံနဲ့ဒီလို idea နဲ့ကစားလို့ရပါတယ်ဒါဆိုလို့ဆိုရင်လုံးဝ opening မှာအမဲရနေပြီးတော့အဆင်ပြေပါတယ်အဲ့တော့အခုကျွန်တော်ပြောပြသွားတာကတော့ ဒါခုနှစ်ကွက်မြောက်မှာအဖြူကနေပြီးတော့ H4 တက်လို့ဆိုရင်ဟိုဘယ်လိုတုံ့ပြန်ရမလဲဆိုတော့ line တွေဖြစ်ပါတယ်။ဒါလောက်ဆိုရင်တော့ဒီ H4 line တွေကိုလည်းအဲအလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်နောက်တစ်ဗီဒီယိုကြားလို့ဆိုရင်တော့အဲဒီခုနှစ်ကွက်မြောက်မှာကြံတဲ့တခုတည်းသောအာ ကွင်းဂျီဖိုးလေးကိုဆက်ပြီးတော့ပြပြသားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိညာချို့ဆိုင်တော့ comment လေးမှာမြန်မြန်ခဲ့လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလာရောက်အားပေးကြတဲ့တရားရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ